တော့ကိုယ့်ရဲ့သားသမီးလေးကကိုပြောတဲ့စကားကိုနားထောင်စေချင်တယ်ဆိုလို့ရှိရင်လည်းဒါ the deal ပဲဒါ deal လုပ်ရတာပဲဆန်ချန်ရဲ့လို့ပါအောင်ကျွန်မသားလေးကကျွန်မပြောတဲ့စကားကိုနားမထောင်ဘူးကျွန်တော်သားလေးကကျွန်တော်ပြောတဲ့စကားကိုနားမထောင်ဘူးဆိုတော့ကျွန်တော်ဘာပြန်ပြောလဲဆိုတော့လောကမှာနားမထောင်ခြင်းတဲ့သူဆိုတာမရှိဘူးမပြောတတ်တဲ့သူပဲရှိတယ်အဲ့လိုပြောတော့သူတို့နားအစင်းစားဟုတ်လို့လားဆရာဟုတ်တယ်နားမထောင်ခြင်းတဲ့သူဆိုတာမရှိဘူးမပြောတတ်တဲ့သူလည်းရှိတယ်မဝင်မဲ့သူမရှိဘူးမရောက်တတ်တဲ့သူလည်းရှိတယ်အဲ့ဒါဒါဆိုကျွန်တော်ဘာလဲဆိုတော့ deal ပဲ အဲ့တော့ဟုတ်ပြီဒီ making လုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပါလဲဆိုတော့အရေးကြီးတာဒီကြိုတင်ပြင်ဆင်ရတယ်အဲ့တော့ကျွန်တော်ကြိုတင်ပြင်ဆင်ခြင်းဆိုတာကိုကျွန်တော်တို့အရင်ဆုံးသွားရတယ်အဲ့တော့ preparation ပေါ့အဲ့တော့ကျွန်တော်တို့ဆိုလို့ရှိရင်ဟိုမှာသင်တန်းရောက်မယ် coaching session တွေရောက်မယ်ဆိုလို့ရှိရင်အကုန်လုံးကိုပြင်ဆင်ထားပြင်ဆင်သွားရတယ်ဟိုမှာကိုကားရောက်မယ်ဆိုလို့ရှိရင်လည်းကိုကားကိုဖုန်းရောက်မယ်ဆိုလို့ရှိရင်လည်းကိုဖုန်းငါသားမဟုတ်ဘာလဲရောက်ရောက်ဆိုတော့ကြိုတင်ပြင်ဆင်ဆိုတော့ preparing လုပ်ရတယ် โอเคဆိုလို့ရှိရင်ကျွန်တော်တို့ tooling ပြင်ဆင်မယ်ဆိုလို့ရှိရင်ဘာတွေပြင်ဆင်ထားလို့ရမလဲเนาะ customer နဲ့ကျွန်တော်တို့တွေ့တဲ့အခါမှာသူဘာတွေပြောမလဲเนาะအဲ့တော့ဘာတွေကိုကျွန်တော်တို့ချပြမလဲဒါတွေကျွန်တော်တို့အကုန်လုံး tooling ပြင်ဆင်ထားရတယ်အဲ့တော့ကျွန်တော်တို့ဘက်ကတော့ပြင်ဆင်ထားတာဒီပါလဲဆိုတော့ကိုယ့်ရဲ့ product knowledge ကိုကောင်းကောင်းသိထားကိုယ့်ရဲ့ထုတ်ကုန်ကြောင်း know your product နံပါတ်1ဆင်းရတော့ဘာလဲဆိုတော့ know your competitors နော်အကိုရဲ့ပြိုင်ဘက်တွေအကြောင်းကိုလည်းကောင်းကောင်းနားလည်အောင်လုပ်ထားတခြားသူတွေဆိုလို့ရှိရင် ဒီလိုထုတ်ကုန်တွေကိုဘယ်လောက်နေရကြပြီသေးစိတ်ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားပြီးရင်ကိုစီရလာဝယ်မဲ့သူရဲ့ customer အကြောင်းကိုလည်းကျွန်တော်တို့ကကောင်းကောင်းနားလည်ထားနော်အဲ့တော့ဒါရောင်းချခြင်းပေါ့နော်အဲ့တော့ဘာပဲဟောင်းကြောင်းဘာ deal making နဲ့လုပ်လို့နံပါတ်1အဆင့်အရေးကြီးတာကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ခြင်းမှာ preparation ပါ Okay နောက်တစ်ခုကတော့ကျွန်တော်တို့ deal making စတော့မယ်ဆိုလို့ရှိရင် login တာကိုကျွန်တော်တို့တတ်မှတ်ရတယ်ပြောချင်တာကဒီလူနဲ့ကျွန်တော်တို့နဲ့တွေ့ဆုံခြင်းမှာကိုဘာလိုချင်တာ ဘာပွိုင်းကိုလိုချင်တာထားဝရဈေးရောင်းချင်တာလားကိုပြောတဲ့စကားကိုနားထောင်စေချင်တာလား investment လုပ်စေချင်တာလားအဲ့တော့ကိုလိုချင်တဲ့ appointment ပေးစေချင်တယ်ဒါဒီကျွန်တော်လိုချင်တာကိုအရင်ဆုံးသတ်မှတ်ရတယ်ကိုကိုကကားရောင်းနေတူဆိုလို့ရှိရင်ထားပါတော့ခဏကိုရဲ့ကားကြောင်းကိုကျွန်တော်ပြင်ဆင်ထားပြီးပြီပြီးရင်ဒီကားကိုငါထွက်အောင်ကိုရောင်းမယ်ဆိုတဲ့ objective ကျွန်တော်တို့ထားထားအ ਨੇ ဆုံးဒါရောင်းရမယ်ဆိုတဲ့ဟာပေါ့အ ਨੇ ဆုံးမရောင်းရအောင်တောင်မှနောက်တစ်ခါသူပြန်လာရမယ်ဆိုတဲ့ objective တခုကျွန်တော်တို့သတ်မှတ်ရတယ် ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလဲဘာလုပ်ရလဲဆိုတော့ကိုရောင်းမဲ့သူကိုနဲ့ဒီမိတ်ကင်းလုံးမဲ့သူဘာလုပ်ရလဲဆိုတော့ရင်းနှီးမှုတိဆောက်ရတယ်လူတွေကဈေးဝယ်တယ်ဆိုတာကဟာလာကျွန်တော်တို့စကားကိုနားထောင်တယ်ဆိုတာကကျွန်တော်တို့လိုချင်တာကိုဟာလာပေးမယ်ဆိုတာကသူကရင်းနှီးမှပေးမှာကျွန်တော်တို့တော့ကြောင့်မို့ကျွန်တော်တို့ကြားဥပါလိမ့်မယ်ရင်းနှီးမှမြုပ်နိုင်တယ်ဆိုတော့အဲ့ဒါကိုပြောတာမရင်းနှီးကျွန်တော်တို့ ਨੇ မြုပ်နိုင်မှာမဟုတ်နော်ဒီစင်လေးတွေကျွန်တော်တို့ကြောက်မယ်နော်အဲ့တော့ကို ဘာစီးပွားရေးပဲလို့လို့ဘာစီးပဲရောင်း online ပဲရောင်းရောင်း offline ပဲရောင်းရောင်းဒါတွေကကျွန်တော်တို့အရေးကြီးတယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့အာယုံ၅ပါးနဲ့ကျွန်တော်တို့ကစောင့်ကြည့်လေ့လာနေရတာကိုဈေးရောင်းမဲ့သူဒါမှမဟုတ်ကိုတောင်းခံမဲ့သူကိုကျွန်တော်တို့ကအာယုံ၅ပါးနဲ့ကိုစောင့်ကြည့်နေရတာအပြုအမူတွေသူ့ရဲ့လှုပ်ရှားမှုတွေကိုကျွန်တော်တို့ကစောင့်ကြည့်နေရတာဟုတ်ပါတော့ယောက်ျားလေးနဲ့မိန်းကလေးကိုကသူ့နှမ်းကိုနည်းနည်းလေးကတ်သွားတယ်ဆိုလို့ရှိရင်ဘာလို့သွားမယ်လို့ထင်လဲဟုတ်တယ်ကျွန်တော်နောက်ကိုစုပ်သွားတာမျိုးကျွန်တော်တို့ဖြစ်သွားနိုင်တယ်ဒါသာဒီဘာလို့ဆိုသူ့ရဲ့ intention ကို သူ့ရဲ့ personal zone ကိုကျွန်တော်ဝင်သွားတဲ့အခါမှာ तू ကတွန့်သွားတာမျိုးတွေဖြစ်နိုင်တယ်။နောက် comfortable မဖြစ်တော့တာမျိုးတွေဖြစ်နိုင်တယ်။အဲ့ဒါဆိုရင်ကိုကသူ့ကိုစောင့်ကြည့်အနေထားအတူနောက်ကိုတွန့်သွားဆိုလို့ရှိရင်ကိုကနည်းနည်းခွာလိုက်တာမျိုးလုပ်လို့ရတယ်။အတချို့ကြတော့လေနီးနီးကက်ကက်ပြောမှကြိုက်တဲ့သူတွေရှိတယ်။ဆိုတော့ तू ကကိုအတန်မကြအောင်မကြတော့ကိုတွင်းတွင်းနဲ့ကိုတက်နီးကက်လာရှိတယ်။အကယ်၍ကိုကတခုခုတောင်းခံနေတယ်ဆိုလို့ရှိရင် तू ဒီအာယုံ၅ပါးနဲ့ကျွန်တော်ကစောင့်ကြည့်နေရတာ။အကယ်၍ तू ကတက်တောင်းတက်တာမရှိဘူး။ तू ကကိုနဲ့နေရတာ ကိုနဲ့စကားပြောနေရတာသူ့အတွက်စိတ်ပျက်စရာကောင်းလို့ဆိုလို့ရှိရင် तू ကကိုနဲ့ချက်ချင်းဘိုင်းဘိုင်လုပ်ချင်တာပဲလေအဆုံးရှင်နောက်မှပြောလိုက်တော့မလို့နောက်မှကျွန်တော်တို့ပြန်ဆက်သွယ်ပါမယ်ဆိုတော့ကျွန်တော်ဖြစ်သွားတာဒီမှာရှိကျွန်တော်ကျွန်တော်ဆိုတော့ဘာလို့တင်တန်းနေမှာဆိုလို့ရှိရင်အဲ့လိုလုပ်ရတာကျွန်တော်တို့တင်တန်းနေမှာဆိုရင် stage နဲ့နော်ကိုယ့်ရဲ့ audience နဲ့ဘယ်လောက်ခွာမလဲဆိုတော့ကျွန်တော်တို့တိုင်းပြီးတော့မှတိုင်းပြီးတော့ကျွန်တော်တို့ခုံနေချရတာနီးပြီးတော့တအားမောကြည့်ရရင်တော့ကျွန်တော်အဆင်မပြေတော့ဝေးပြီးတော့မှတအားလှမ်းကြည့်နေရင်လည်းအဆင်မပြေတော့ကျွန်တော်ဘာလို့ ਆ လဲဆိုတော့ခုနက zone တွေတက်မှာ တငယ်ရင်းချင်းဆိုလို့ရှိရင်ဇုံတစ်ခုရှိတယ်။ချစ်သူကြီးစားဆိုလို့ရှိရင်ဇုံတစ်ခုရှိတယ်။တာမန်အခုမှ formal တွေ့တဲ့သူတွေဆိုလို့ရှိရင်ဇုံတစ်ခုရှိတယ်။အဲ့ဒီဇုံကိုကျွန်တော်ကတတ်မှတ်ပြီးတော့မှသူ့ရဲ့အရေးအကဲကိုစောင့်ကြည့်နေရတာ။သူစိတ်ညစ်သွားတာလား။သူမကြင်မနှက်ဖြစ်သွားတာလား။သူဒေါသဖြစ်သွားတာလား။ဒါကိုကျွန်တော်တို့ကအာယုံ၅ပါးနဲ့စောင့်ကြည့်ရတာ။ပြီးပြီဆိုလို့ရှိရင်ဘာတွေတုံးရလဲဆိုတော့ language pattern တွေတုံးရတယ်။နော်။ language pattern ဆိုတော့ persuasive words တွေ။ persuasive ဆိုတော့ကျွန်တော်တို့ကဆွဲဆောင်တဲ့စကားလုံးတွေကျွန်တော်တို့ကတုံးတယ်။ ကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်တို့ပြောတဲ့စကားတွေလူတွေနားထောင်နေနားထောင်ရဘာကြောင့်နားထောင်တာလဲဆိုတော့ကျွန်တော်သုံးတဲ့ language pattern တွေကမှန်လို့ဆက်တော့ကျွန်တော်ကိုနော်ဒီမှာရှိတဲ့လူမေးစရာမေးစရာရှိတာမေးပါလားမေးပါလားဆိုပြီးတော့မှတယောက်ကကျွန်တော်ကိုမေးလိုက်တယ်အဲ့ဒီမေးခွန်းကြီးကျွန်တော်သဘောမကျဘူးအဲ့မှာကျွန်တော်ဒီမေးခွန်းကိုခင်ဗျားတို့မေးစရာလားနော်ဒီမေးခွန်းကခင်ဗျားတို့ဟုတ်လားမေးရမယ်မေးခွန်းလားဆိုပြီးတော့မှကျွန်တော်ပြောလိုက်ပြီးဆိုတော့လည်းသူနဲ့ကုံနဲ့ဘာဖြစ်သွားလဲဆိုတော့ persuasive မဖြစ်တော့အဲ့တော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ဟာကောင်းလိုက်တဲ့မေးခွန်းလေး ။ဟာဒီမေးခွန်းလေးပေးတာရန်ကောင်းတာပဲ။ဟာဒီမေးခွန်းမေးပေးတယ်ကိုဘသူ့ကိုလက်ခုပ်လေးပြီးပေးလိုက်ပါအောင်။ Password save once ပြီးပြီဆိုမှကိုကြိုက်တာပြန်ပြောင်းပြောလို့ရတယ်။ဒီမေးခွန်းလေးကတော့ကောင်းတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီမှာဖြေလို့ရှိရင်ချိန်လေးအရန်ကြာသွားမှာဆိုလို့နောက်ထပ်ကျွန်တော်တို့ဟို Q&A session မှာမေးပြပါလား။ဒါ Password save once အဲ့တော့ကျွန်တော်ဒီဘာပဲပြောဆိုကျွန်တော် positive words တွေပဲသုံးတယ်။လူတွေကိုလှဆွဲဆောင်တဲ့ခါပြောတဲ့ခါမှာလူတွေရဲ့မတိစိတ်ကကျွန်တော်တို့က positive တွေကိုလည်းလက်ခံတာ negative ကိုလက်မခံဘူး။လူတွေက negative ကိုလုံးဝမကြိုက်ဘူး။ဟာမဟုတ်ဘူးမဟုတ်ဘူးဆိုကြတဲ့ဟာ လက်မခံမကြိုက်တော့ဘူးကွာမပါလာရင်ကိုအဲ့လူတွေကအဲ့မဆိုတာကြီးကိုမကြိုက်တာ negative ကိုမကြိုက်တာကျွန်တော်တို့ကဒါဒီပါလဲဆိုတော့ persuasive words ကိုကျွန်တော်တို့တုံးရတယ် okay နောက်တစ်ခုကတော့ကျွန်တော်ပါလဲဆိုတော့ပြန်လဲခြေပပါပြန်လဲခြေပတဲ့နော်လူပြောကကိုယ်ခုနကကျွန်တော်ပြောသလိုပဲပြောလာခဲ့ရင်အလိုအကောင်းသောနည်းလေးနဲ့ကျွန်တော်တို့ပြန်လဲခြေပကြပါလေခြေပတာပြန်လဲခြေပတာသူပြောတဲ့ဟာကမဟုတ်ဘူးဆိုတော့ကျွန်တော်ပြန်လဲခြေပနိုင်ရမှာဒါကြောင့်လဲဆိုတော့လူတိုင်းကကျွန်တော်တို့ရောင်းတာဒီလိုနဲ့ကျွန်တော်တို့လက်ခံမှာမဟုတ် အဲ့ဒါဟုတ်ပြီအဲ့တော့ကျွန်တော်ဒါဒီပြန်လည်ခြေပါမယ်နောက်တစ်ခုကျွန်တော်ပြောလဲဆိုတော့ညှင်းဆုံမှုကိုကျွန်တော်တို့ objection တွေညှင်းပါမယ်နော်လူတွေကသူတို့ရဲ့တိတ်ထောင်နေပတ်စံတွေပေးရမယ်ဆိုလို့ရှိရင်မလုပ်မယ်ဆိုတော့ကျွန်တော်ညှင်းပါမယ်အဲ့တော့ညှင်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘလို့ညှင်းဆန်မှုကိုကြော်လွားမလဲနောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်ပြီးညှိနှိုင်းအပိတံကျွန်တော် negotiate လုပ်မယ် closing လုပ်မယ်ဒါပဲနော်အဲ့တော့ဒီမှာရှိတဲ့ကျွန်တော်သင်တန်းသားများလည်း deal making တစ်ခုလုပ်ပြီးဆိုလို့ရှိရင်စဉ်းစားကျွန်တော်သွားပါကျွန်တော်ဒါနဲ့ပဲကျွန်တော်သွားတယ် တော့နိုင်ငံသားတယောက်ကကျွန်တော်စီကိုအီးမေးလ်ပို့လာပြီနင်းမင်းတို့နိုင်ငံကငါလာပြီးတော့မှလေ့ကျင့်နေညောင်ငါတို့ကလူဘယ်နှယောက်လူဘယ်လောက်သုံးမယ်ဆိုရင်ကျွန်တော်ကဘာလို့ဆိုတာဆိုတော့အဲ့ဒီအတွက်ကိုအကုန်လုံးကိုကြိုတင်ပြင်ဆင်ထားတယ်ခီးစင်တွေကောင်းကောင်းပြင်ဆင်ထားတယ်တော့တော့မှငွေကြီးကောင်းကောင်းပြင်ဆင်ထားတယ်တခြားသူတွေဘာတွေဒီဒီဒီတိုးခီးစင်ပြုဆိုရင်ဘယ်လိုရောင်းရတယ်လဲဆိုတော့ကျွန်တော်ကောင်းကောင်းနားလည်ထားတယ်ပြီးပြီဆိုရင်အဲ့ဒီ email ထဲမှာပဲပါလို့လဲဆိုတော့ရင်းနှီးမှုတိစောက်တယ်တခါတယ်ရင်းနှီးမှုတိစောက်တယ်ပြီးရင်ဒီမှာတော့ကျွန်တော်တို့လူချင်းတွေ့ရတာမဟုတ်တဲ့အတွက်အာယုံ၅ပါးနဲ့စောင့်ကြည့်လို့မရတော့ ောက်တော့ကျွန်တော်မလုပ်မလဲဆိုတော့ဆွဲဆောင်တဲ့စကလုံးတွေကိုကျွန်တော်တို့သုံးသွားဆွဲဆောင်တဲ့စကလုံးတွေသုံးတယ်အကယ်၍သူတို့ကကျွန်တော်တို့ကိုပြောလာခဲ့ရင်ကျွန်တော်တို့ရဲ့အဲ့လားထုတ်ကုန်တွေကမကောင်းဘူးကျွန်တော်တို့ထုတ်ကုန်တွေကညံ့တယ်ဒါမှမဟုတ်ကျွန်တော်တို့ကိုသဘောမကျဘူးပြန်လေကျွန်တော်ချိပါတယ်အဲ့တော့ပြန်လေချိပါပြီးတော့သူတို့ကမလို့ညင်းညာတယ်ငါမဝယ်တော့ဘူးနောက်မှဝယ်တော့မယ်ငါဖုန်းဆက်လိုက်ပါမယ်ဆိုလို့ရှိရင်ဘလို့ကျွန်တော်ညင်းဆိုမှုတွေကျွန်တော်ကြော်လွားတယ်ပြီးသွားပြီဆိုလို့ရှိရင်အခုကညှိနှိုင်းဆွေးနွေးတယ်ဒါပဲကျွန်တော်တို့ရဲ့ကျွန်တော်တို့ကျွန်တော်သုံးနေတဲ့ framework ကဒါပဲ เนาะအဲ့တော့ဒီမှာရှိတဲ့လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ် working professional တွေပဲဖြစ်ဖြစ်ဒီအဆင့်တွေကိုလုံနိုင်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့လုံလို့ရသွားတယ်ဒီကြောင်းတွေကနေပြီးတော့မှ activity ကြီးနေတယ်ကျွန်တော်လုပ်ငန်းရှင်တွေကြိုးလို့ဆိုနေရလိမ့်မယ်တို့ကျွန်တော်ပြောနေပါတယ်ကိုတော့ဘာလိုက်လိုက်တယ်ဆိုတော့ comment မှာချက်တော့ရေးလို့ရရေးပြပါဦးဒီ video ဆုံးထောင်ကြည့်ပြတော့လေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါမိင်္ဂလာရှိတော်နေလို့ဖြစ်ပါစေ